မော်စကိုမြို့မှာပြုလုပ်တဲ့အနည်း60ကမ္ဘာလူမျိုးရဲ့တပ်ပဖိုရမ်တက်ဖို့ကကျွန်တော်အီပူတင်ရဲ့ဖေးကြားချက်ကကျွန်တော်သွားတာဖြစ်ပါတယ်အဲအဲ့မှာတော့ကျွန်တော်အီပူတင်နောက်တော့ဗီဒရုစ်တမရာနောက်ကအာမေးနီးယားဝန်ကြီးချုပ်အီသူပီးယားဝန်ကြီးချုပ်နောက်တော့ကတခြားကောင်းဆောင်နေတော့ IAE ရဲ့ညွှန်ကြားမှုချုပ်တို့နဲ့ကျွန်တော်တို့တွေ့ဆုံပြီးတော့မှ ူပေါင်းဆောင်ရွက်နိုင်တဲ့နိုင်ငံပဲအခြေအနေတွေနဲ့ကျွန်တော်ဆွေးနွေးနိုင်နိုင်ခဲ့ပါတယ်။ဒီလကတော့ထူးခြားတဲ့ဂျီလကတစ်ခုဖြစ်ပါတယ်။အဓိကတော့အမှုမြူဆိုင်းရင်ကိုငင်းညားစွာအသုံးပြုရေးနဲ့ပတ်သက်ပြီးတော့အမြင်ချင်းဖလှယ်ကြတဲ့ဖြစ်ပါတယ်။ IAEA ဘောပဲနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်အမှုမြူမြူဆိုင်းရင်ကိုကျွန်တော်ကလူသားအကျိုးမှုလုပ်ငန်းတွေအတွက်အသုံးပြုနိုင်အောင်မြင်ချင်းဖလှယ်နိုင်တာပေါ့ဒါ ရရှိခဲ့တဲ့ဂျူပါတော့တော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်တို့ပြောရပါလိမ့်မယ်။